မင်္ဂလာပါခင်ဗျာလည်းပဲရွတ်တန်ရင်ဒိုမာလာ20ရက်နေ့မနက်ခင်းသတင်းစီစဉ်ဒိုင်းထုတ်လမှုကနေပြီးတော့ကြိုးလိုက်ပါရစ်ဒီကနေ့မှတက်ဆက်ပေးသားမယ့်သတင်းတွေကတော့ရန်ကုန်မှာလာစဉ်ရွှေဆိုင်တက်နှစ်ဆိုင်ကန်တိုးလာနေပြီးငွေကြီးခွာချမှုတိုက်ဖြစ်ရေလုပ်ငန်းစဉ်တွေကိုတည်ထားမှတာအမှားယွင်းနေမယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအတင်းဥက္ကဋ္ဌပြောကြားတဲ့ဆိုတဲ့သတင်းအမေရိကန်နေနဲ့ online လေလေမှု online လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက်နည်းနည်းတဲ့လှုပ်ဝှက်ချက်တစ်ခုရှိနေနိုင်တယ်လို့သုံးသပ်ကြောင်း မျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြောကြားရဆိုတဲ့တဲ့တမတ်စစ်မှုထမ်းကာလပြည်မြောက်အောင်တောင်းထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုထမ်းတွေကိုပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးရဆိုတဲ့တဲ့ကရော့စ်ဘာကကပါလက်စတိုင်းကိုတိမတ်ပြုမယ်ဆိုရင်အစ္စရေးကပါလက်စတိုင်းသမ္မတကိုဖန်ဖို့အစ္စရေးလုံခြုံရေးဝန်ကြီးတောင်းဆိုရဆိုတဲ့တဲ့2026ကမ္ဘာပလာပြိုင်ပွဲရှင်ပြိုင်ခွင့်အတွက်အသင်း52တင်းအဖြေထွက်ပေါ်ရဆိုတဲ့တဲ့အဆိုင်စုတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်မှာလားစဉ်ရွှေဆိုင်အစ်တနှစ်ဆိုင်ကန်တိုးလာနေပြီးငွေကြေးခွာချမှုတက်ဖြည့်ရေလုပ်ငန်းစဉ်တွေကိုတည်ထမှတ်တာအမှားရင်းနေမယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များတင်ကထပြောကြားရဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ရန်ကုန်မှာလားစဉ်ရွှေဆိုင်အစ်တနှစ်ဆိုင်ကန်တိုးလာနေပြီးငွေကြေးခွာချမှုတက်ဖြည့်ရေလုပ်ငန်းစဉ်တွေကိုတည်ထမှတ်တာအမှားရင်းနေမယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအတင်ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ18ရက်ကရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးကမှပြုလုပ်တဲ့ ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်26တင်နန်းဖွင့်ပွဲမှာအတင်းဥက္ကဋ္ဌကအခုလိုပြောကြားခဲ့တာပါ။ရွှေဆိုင်တွေကလဆင်နှစ်ဆိုင်လောက်တိုးလာနေပါတယ်။ရန်ကုန်မှာအဲ့လိုပဲအယောင်းဝယ်ကောင်းတဲ့ဆိုင်တွေမှာဝန်ထမ်းတွေလည်းတိုးလာတယ်။နောက်ဆိုင်ပိုင်ရှင်တွေတိုးလာတယ်။ဝန်ထမ်းတွေတိုးလာတယ်။နောက်ပြီးဈေးကွက်ကတဖြည်းဖြည်းနဲ့ကျင်းပြတ်လာတဲ့သဘောရှိပါတယ်။ အဲ့ဒီမှာငွေကြေးခွာချောင်းမှုနဲ့ပတ်သက်ပြီးဆောင်ရွက်ဆောင်ရွက်နေတဲ့ပတ်သက်လို့ရှေ့ဆိုင်တွေအနေနဲ့သိထားမှအမှားယွင်းနေမှာဖြစ်ပါတယ်။အဓိကကတော့ငွေကြေးခွာချလုပ်ငန်းတွေကနေဒီထဲကိုဝင်တာကိုကာရာပဲဖြစ်ပါတယ်လို့ရေုံတိုင်းဒေတာကြီးရွှေလုပ်ငန်းရှင်များအသင်းကထားဦးမြင့်မြင့်ကပြောပါတယ်။ငွေမဲတွေဝင်ရောက်လာပါကရွှေဈေးကွက်အတွင်းဈေးနှုန်းဆွဲတင်တာဈေးနှုန်းဆွဲချတာစတဲ့ဈေးကစားတာတွေဖြစ်ပေါ်လာနိုင်ကြောင်း လက်တလုံးမှာလည်းကမ္ဘာနိုင်ငံရေးမတည်ငြိမ်တာကြောင့်ကမ္ဘာရွှေစျေးနှုန်းတွေအတက်အကျဖြစ်နေပြီးပြည်ရင်းရွှေစျေးနှုန်းကိုလည်းလာရောက်ရိုက်ခတ်မှုရှိကြောင်းဦးမျိုးမြင့်ကဆက်လက်ပြောပါရယ်။ဒါပြင်ရွှေဆိုင်တွေကိုလည်းတမတ်အရေးအသွေးအတိုင်းရောင်းချမှုရှိမရှိဈေးနှုန်းကိုတမတ်ဈေးနှုန်းတွေအတိုင်းရောင်းချမှုရှိမရှိတွေကိုလည်းအဖွဲ့အစုံနဲ့မြေပြင်ကွင်းစင်းစစ်ဆေးတာတွေလှုပ်ဆောင်လျက်ရှိရလို့အစိုးရအသင်းထံကသိရပါရယ်။ရောင်းနေဝယ်တဲ့အခါမှာစံချိန်စံညိုသတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်းကြတယ်။တချို့ကြတော့လေကျွန်တော်တို့စံချိန်စံညိုသတ်မှတ်ချက်တွေနဲ့မရောင်းမဝယ်တာတွေလည်းရှိတယ်။ ဲ့လိုရှိလို့ရှိရင်တိုင်ကြားလို့ရှိရင်လည်းအရေးယူမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်းဝယ်ပေးပါ။သမတ်တဲ့ဈေးနှုန်းမှာမှအခွန်300ခန်းတော့ကောက်တာတော့ဝန်ထမ်းစရိတ်တို့ဒီဇယ်ဓာတ်ဆီတို့ဒါတွေပါအလုံးဖြည့်သွင်းပြီးတော့ကျွန်တော်တို့ရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရောင်းနဲ့ဝယ်တဲ့အခါမှာလဲသမာသမတ်ကြကြသမာတိရှိရှိနဲ့ရောင်းဝယ်ကြဖို့ပဲဖြစ်ပါတယ်လို့ဦးမြင့်မြင့်ကပြောပါတယ်။နောက်ထပ်သတင်းတော့အနေနဲ့ အမေရိကန်နေနဲ့အွန်လိုင်းလည်လည်မှုအွန်လိုင်းအလောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက်နည်းနည်းတဲ့လှုပ်ဝဲရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့သုံးသပ်ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြောကြားတဲ့ဆိုရင်တင်ကိုတင်ဆက်ပေးပါမယ်။အမေရိကန်နေနဲ့အွန်လိုင်းလည်လည်မှုအွန်လိုင်းအလောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက်နည်းနည်းတဲ့လှုပ်ဝဲရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့သုံးသပ်ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဆော်မင်းထွန်းကပြောကြားပါရစေ။ နိုဝင်ဘာ12ရက်ရက်စွဲနဲ့အမေရိကန်နိုင်ငံကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်မှာအွန်လိုင်းနေလည်မှုတွေကနေအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ Distance of Columbia Scan Center Strike Force ကိုဖွဲ့စည်းခဲ့တယ်လို့ကြေညာလာတာကိုတွေ့ရကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်မြရီဒေတာမှာပြင်လုပ်နေတဲ့ online လိမ်လည်လောင်ကစားမှုတိုက်ဖြတ်ချိန်မုံနေမှုတွေနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီးပြောကြားရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာကျွန်တော်တို့လင်းနာကြည့်တဲ့အခါမှာအရှေ့တောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency အပါအဝင်စိုက်ဘာလင်းလယ်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဒီထဲမှာအထူးထူးခြားခြားအသုံးနှုန်းတွေပါတာကိုကျွန်တော်ပြောပြချင်ပါတယ်။ထူးထူးခြားခြားအသုံးနှုန်းတွေကတတိယအပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCOS တွေက cryptocurrency ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုများနှင့်ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနိုင်စင်အမေရိကန်များ၏စုဆောင်းငွေများအသက်များကိုခိုးယူလျက်ရှိသည်ဆိုပြီးပါလာတာတွေ့ရပါတယ်။နောက်တစ်ပိုက်မှာတော့လိမ်လည်မှုစင်တာတွေဟာအမေရိကန်ကတရုတ်ရာဇဝတ်ဂိုင်းတွေရဲ့အိတ်ကတ်ထဲကိုမျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွေးဝါမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးစွပ်စွဲထားတာမျိုးလည်းတွေ့ရပါတယ်လို့၎င်းကပြောပါတယ်။ဒါပြင်မိမိတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force မှာမှအဖွဲ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့လင်းလင်းမှုစင်တာနှစ်ခုကိုစစ်စင်ယူပြီးပြုလုပ်ခဲ့တဲ့ဆိုပြီးလဲပါလာတာကိုတွေ့ရကြောင်း၎င်းကပြောပါတယ်။၎င်းကသူတို့စစ်စင်ရေးဘလို့လုပ်ခဲ့လဲမလုပ်ခဲ့လဲဆိုတာတော့ကျွန်တော်တို့လည်းမသိပါဘူး။မြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ဒါအပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK Park လိုမျိုးသောလင်းလင်းမှုနေရာတွေကိုတိုက်ဖျက်ဖို့အတွက် Riot Time Police Warrant Task Force နဲ့အတူပိုးပေါင်းဆောင်ရွက်ဖို့ဘန်ကောက်ကို FBI အေဂျင့်တွေဆင်လုခဲ့တယ်ဆိုတာလည်းပါပါတယ်။ ဒါဟာတို့ထုတ်ပြန်တဲ့နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်တွေကကျွန်တော်တို့ထုံးတော့ပြီးပြောတာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနကပြောတဲ့ online နေတယ်မို့ online လုံကစားမှုတိုက်ဖြတ်ရေးဆိုတာထက် hidden agenda နည်းနည်းတဲ့လွတ်ဝဲရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်လို့ပြောပါတယ်။မိမိတို့အနေနဲ့အရှင်းမြောက် data လောက်ကိုင်း data မှာ online လောင်းကစားမှုတွေ online လည်လည်မှုတွေကိုတရုတ်မြန်မာပို့ပေါင်းဆောင်ရွက်မှု task force ကိုဖွဲ့စည်းပြီးဖြစ်ကြောင်းဒါပြင်ကရင်ပြည်နယ်မြရီဒေတာ ်မြန်မာထိုင်းတရုတ်သုံးနိုင်ငံသုံးဖွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါရယ်။အခုထိလည်းဆောင်ရွက်လျက်ရှိပါရယ်။ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကိုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ်ဘောဒီးယားလာအိုနဲ့ VNN ၆နိုင်ငံ ်အွန်လိုင်းနေလဲမှုပုံပေါင်းတက်ဖြည့်ရဲ့အစည်းအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်တို့ပုံပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့အွန်လိုင်းနေလဲမှုအွန်လိုင်းလောင်းကစားမှုဆိုတာဟာကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံတည်းကိုပဲဒုက္ခပေးနေတာမဟုတ်ပါဘူးလိန်လို့ရတဲ့နိုင်ငံတကာကနိုင်ငံသူနိုင်ငံသားတွေကိုလည်းလိန်နေနေတာဖြစ်ပါတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် အွန်လိုင်းလည်လည်မှုနဲ့အွန်လိုင်းလောင်းစားမှုတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအမျိုးသားရေးတာဝန်တရက်အနေနဲ့ပြည့်ပြည့်သားသားတိုက်ဖြတ်ဖို့လဲယာယီတမရကညွှန်ကြားထားပြီးဖြစ်ကြောင်းလူလူတွဲဆောင်ပွဲတွေမှာလည်းဒီကိစ္စကိုပြည့်ပြည့်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ကြောင်းဗိုလ်ချုပ်စွန်မင်းထွန်းကပြောပါရယ်။ဒါကြောင့်မိမိတို့မြန်မာနိုင်ငံသူနိုင်ငံသားအလုံးမီဒီယာတွေအလုံးအနေနဲ့အွန်လိုင်းလည်လည်မှုတွေအွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာပါကသက်ဆိုင်ရာကိုသတင်းပေးပို့ပေါင်းဆောင်ရွက်သွားကြဖို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း၆နိုင်ငံပို့ပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသရင်းအဖွဲ့အစည်းတွေနဲ့ပို့ပေါင်းမီ အွန်လိုင်းနေနဲ့မို့လောင်းကစားမှုတွေကိုမြမမြေပေါ်ကနေအပြေးတိုင်ချုပ်ငင်းသွားအောင်အမြင့်ပြတ်ချင်းမို့တုတ်တင်သွားမယ်လို့၎င်းကပြောပါတယ်။ဆက်လက်ပြီးတော့တမတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တောင်းထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုထမ်းတွေကိုပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးတယ်ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။တမတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တောင်းထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုထမ်းတွေကိုပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်ဆောင်ရှောက်ပေးလျက်ရှိပြီးနိုင်ငံသားတွေအနေနဲ့လည်းနိုင်ငံဝန်ထမ်းတွေကိုထမ်းဆောင်ကြရမှာဖြစ်ကြောင်းဒေတာဝန်တွေကိုကြည်ပြွန်စွာထမ်းဆောင်ဖို့ဆန္ဒရှိကြတဲ့နိုင်ငံသားကောင်တွေဟာပြည်သူ့စစ်မှုထမ်းတင်နန်းတွေတက်ရောက်ပြီးတရင်တက်ဖွဲ့အသီးသီးကိုတွားရောက်ပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုထမ်းဆောင်လျက်ရှိကြောင်းသိရပါတယ်ဒီလိုထမ်းဆောင်လျက်ရှိတဲ့ပြည်သူ့စစ်မှုထမ်းစစ်တီတွေအနက်သောမုံတပုံရှော့ပေါ်ခွင့်ရတဲ့တမတ်စစ်မှုတန်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပေးသူတွေကို ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးပွဲကိုနိုဝင်ဘာ18ရက်မော်လပိုင်းကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အေဂျန်ပြိုခမ်းမမှာပြုလုပ်ရာတိုင်မိုးပိုချုပ်ကြည်တိုင်းနဲ့တာဝန်ရှိသူတွေပြည်သူ့စစ်မှုထမ်းဆောင်ပြီးတဲ့စစ်သည်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာတိုင်မိုးကဂုံပြုတ်အမှာစကားပြောကြားခဲ့ပြီးတမတ်စစ်မှုတန်းကာလပြည်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးတဲ့ပြည်သူ့စစ်မှုတန်းတွေကိုတိုင်မိုးနဲ့တာဝန်ရှိသူတွေကပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်တွေပေးရချင်းမြင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး ပြည်သူ့စစ်မှုထမ်းတာဝန်ကြီးမျိုးစွာထမ်းဆောင်ခဲ့ကြသူတွေကအလောက်ကင်ရရှိရင်၎င်းတို့ဆန္ဒပြတဲ့အလောက်ကင်တွေကိုတမန်ချက်တွေနဲ့အညီခံအပ်ပေးနိုင်ရတဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကပြင်းပြပါအလောက်ကင်ခံအပ်ပေးနိုင်ရလုပ်ငန်းကော်မတီနဲ့ချိတ်ဆက်ပြီးလိုအပ်တာတွေဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ကရော့စ်ဘတ်ကပလက်စတိုင်းကိုအတိမတ်ပြုတ်မယ်ဆိုရင် အစ္စရေးကပလက်စတိုင်းသမ္မတကိုဖမ်းဖို့အစ္စရေးလုံခြုံရေးဝန်ကြီးတောင်းဆိုတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ ကရောသမကလုံခြုံရေးကောင်စီကမျက်နှာလိုက်ပြီးပါလက်စတိုင်းနိုင်ငံကိုအတိမဲ့ပြုမယ်ဆိုရင်ပါလက်စတိုင်းတမရာမဘုတ်အဖက်စ်ကိုဖမ်းဆီးဖို့အစ္စရေးလလက်ရာဆောင်အမျိုးသားလုံခြုံရေးဝန်ကြီးအီဒါမာဗင်ဂျီဗာကနိုဝင်ဘာလ18ရက်နေ့ကဝန်ကြီးချုပ်ဗက်ဂျမင်ဒီတန်ယာဟုကိုတောင်းဆိုခဲ့ပါတယ်သူတို့ကဒီလောက်ကျန်ဖန်တီးထားတဲ့နိုင်ငံကိုအတိမတ်ပြုခံရအောင်အချိန်မြင့်လှုပ်ဆောင်မယ်ဆိုရင်ကုလသမဂ္ဂကလည်းဒါကိုအတိမတ်ပြုမယ်ဆိုရင်အစ္စရေးဝန်ကြီးချုပ်ဟာပါလက်စတိုင်းအာဏာပိုင်အဖွဲ့တွေကတာဝန်ရှိသူတွေကိုပြစ်မှတ်ထားလောက်ကျန်ဖို့ညွှန်ကြားရပါမယ်။ ပါလက်စတိုင်းသမ္မတအဘူမာဇန်အဘတ်စ်ကိုဖမ်းဆီးဖို့အမိန့်ထုတ်ရပါမယ်လို့အစ္စရေးလွှတ်တော်မှပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဗင်ဂျီဘားကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံကိုနိုဝင်ဘာ18ရက်မှာမဲခွဲအတည်ပြုခဲ့ပါတယ်။လုံခြုံရေးကောင်စီကတင်သွင်းခဲ့တဲ့အဆိုပါမူကြမ်းထဲမှာအနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့အလားအလာကိုဖော်ပြထားခဲ့ပါတယ်။ပါလက်စတိုင်းအနာဝိုင်အဖွဲ့ကဖင်ဂျီဘားရဲ့တောင်းဆိုမှုကိုပြင်းထန်စွာရှုံချခဲ့ပြီး ငင်းကြေးကိုညှင်းပယ်မှုဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲရှင်မြန်ကွင်းအတွက်အသင်း42သင်းအဖြေထွက်ပေါ်ရစွဲတင်ကိုတက်ဆက်ပေးပါမယ်။အင်္ဂါနေ့ညကရှင်မြန်ကစားခဲ့တဲ့2026ကမ္ဘာဖလားဥရောပဆုံခြေစပွဲတွေအပြီးမှာ2026ကမ္ဘာဖလားပြိုင်ပွဲရှင်မြန်ကွင်းရတဲ့အသင်း42သင်းအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 2026ကမ္ဘာ့ဖလားပြိုင်ပွဲကိုပိုရဲအင်ရှင်တွေဖြစ်တဲ့ကနေဒါ၊မက္ဆီကိုအမေရိကန်တို့နဲ့အတူရှင်ပြိုင်ပွဲရရှိမဲ့အသင်းတွေကဂျပန်၊နယူးဇီလန်၊အီရန်၊အာဂျင်တီးနာ၊ဥစ်ဘက်ကစ္စတန်၊တန်ကိုရီးယား၊ဂျော်ဒန်၊အော်စတြေးလျ၊ဘရာဇီး၊အီကွေဒေါ၊ဥရုဂွေး၊ကိုလံဘီယား၊ပါရာဂွေး၊မော်ရိုကို၊တူနီးရှား၊အီဂျစ်၊အယ်ဂျီးရီးယား၊ဂါနာ၊ကပ်ပါတီ၊တောင်အာဖရိက၊ကာတာ၊အင်္ဂလန်၊ဆော်ရီ၊အိုင်ဗရီကို့၊စီနီဂေါ၊ပြင်သစ်၊ခရိုအေးရှား၊ပေါ်တူဂီ၊နော်ဝေး၊ဂျာမနီ၊နယ်သာလန်၊ဘယ်လ်ဂျီယံ အော်စတီးယားဆွစ်ဇာလန်စပိန်စကော့တလန်ပနမာကူရာကာအိုဟေတီတို့ပဲဖြစ်ပါတယ်။ဥရောပဆောင်မှာတရိုက်ခြေစစ်ပွဲအောင်တဲ့အသင်း၁၂သင်းထွက်ပေါ်လာခဲ့ပြီဖြစ်တာကြောင့်လက်ကျန်လေးနေရာအတွက်သာ playoff ပွဲတွေဆက်ကစားရတော့မှာပါ။ဥရောပဆောင် playoff အဆင့်ကိုဆက်လက်အရှင်ပြိုင်ခွင့်ရထားတဲ့အသင်းတွေကတော့အီတလီ၊ဒိန်းမတ်၊တူရကီ၊ယူကရိန်း၊ပိုလန်၊ဝေးစ်၊ချက်စ်၊ဆလိုဗကီးယား၊အိုင်ယာလန်၊အေဗီနီးယား၊ဘော့စနီးယား၊ကိုဘို့စ်၊ကိုဆိုဗို၊ရိုမေးနီးယား၊ဆွီဒင် မြောက်မက်ဆီဒိုနီးယားနဲ့မြောက်အိုင်ယာလန်တို့ဖြစ်ပြီးမဲခွဲပွဲကိုတော့မနှက်ပြန်ပြုလုပ်မှာပါ၂026ကမ္ဘာဖလားပြိုင်ပွဲကိုအသင်း၄၈တင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပသွားမှာဖြစ်တာကြောင့်နောက်ထပ်6တင်းသာအပြေပေါ်ဖို့လိုအပ်ပါတော့တယ်။